မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စီစဉ်တင်ဆက်သူကိုသိန်းသက်ဝေပါဒီကနေ့မှာတော့ဘာဟုပါဠိတူကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ဆိုတော့နောက်ထပ်ဗီဒီယိုလေးလောက်အောင်အားဖြစ်စေဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးသွားကြဖို့တောင်းဆိုလိုက်ရပါတယ်ကာလကီယာလို့ခေါ်တဲ့လူရိုင်းတိုင်းမီကြီးရဲ့ကျူးကျော်စစ်ကိုအောင်မင်းစွာချိန်မုန်းနိုင်ပြီးတဲ့နောက်မှာစေဘဂါမီယာအာမန္ဒရာဘာဟုပါဠိကိုထိနှံဆက်ခံမဲ့သူဖြစ်တရားဝင်ကြီးညာခဲ့ပါတယ်တိုင်းသူပြည်သားတွေနဲ့စစ်သည်ဘူပါတွေလည်းတောင်းတဖျားဖျားထောက်ခံခဲ့ကြပြီး ပျော်ရွှင်နေကြပါတယ်အဲ့ဒီနောက်မှာတော့တော်ဝင်မိသားစုရဲ့အစဉ်လာဖြစ်တဲ့ကံကောင်းခြင်းနတ်ဖျားပူဇော်ပွဲကိုပြုလုပ်ရမယ့်အချိန်ကြာရောက်လာခဲ့ပါတယ်အဆိုပါနတ်ဖျားပူဇော်ပွဲဟာ26နှစ်တချင်ပြုလုပ်လေရှိပြီးအစဉ်လာရစေဘဂါမီယာခြေပွဲလာနဲ့နန်းတော်ကြီးနဲ့အလွန်ဝေးတဲ့နေရာမှာရှိတဲ့ဖျားเจ้าကိုတွားရောက်ရမှာဖြစ်ပြီးလန်ခီမှာဘာเจ้าကိစ္စပဲပေါ်လာသည်ဖြစ်စေလုံးဝရက်တောက်ခွင့်မရှိပါဘူးဒါပေမဲ့တနေရာမှာစင်တကောင်မှုံယုံနေရာနဲ့ဂျုံလာပြီး အဲ့ဒီနေရာကလူလူကြီးလဲအလံတကြားနဲ့ပြေးလွှားကုန်ကြပါတယ်စစ်ပကားမီလဲသူနဲ့တူပါလာတဲ့စောင်းလျှောက်တွေကိုတိုင်းသူပြည်သားတွေကိုဘေးလွယ်ရောက်ဖို့ကူညီစေခဲ့ပြီးသူမကတော့ပုံမှန်တိုင်းဆက်သွားနေခဲ့ပါတယ်မှုံယုံနေတဲ့ဆင်းကြီးကလည်းစစ်ပကားမီစီကိုအချိန်ပြင်းပြင်းနဲ့ပြေးလာခဲ့ပြီးမယ်အစင်လာပြတ်မခံနိုင်တာကြောင့်သူမကဒီတိုင်းဆက်လျှောက်လာခဲ့ပါတယ် အဲ့ဒီချိန်မှာဘာဟုတ်ပါလိလဲယထာကြီးကိုဆွဲလျက်မြို့တကားပေါက်စီကိုထွက်လာခဲ့ပြီးစေဘကာမီကိုအန်နယ်တွင်းကနေကဲတင်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူ့ရဲ့နူးညံ့တဲ့မြေတားစိမ့်နဲ့စင်ကြီးကိုချော့မြူလိုက်ကာအဲ့ဒီစင်ကြီးရဲ့ကိုကြီးနဲ့ပဲမိစ္ဆာပုံရုပ်ထုကြီးကို အစင်လာတိုင်းမိရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်အချိန်နဲ့ကြာလာတာနဲ့အမျှစေဘကာမီဟာဘာဟုတ်ပါလိရဲ့ရည်ချင်းတွေကိုပုံမှန်သိမှတ်ပြုလာပြီးတိုင်းသူပြည်သားတွေကလည်းဘာဟုတ်ပါလိကိုပဲချစ်ခင်အားကိုးပြီးတော့ ထောက်ခံအားပေးမှုတွေပုံမှန်မြင့်တက်လာခဲ့ပါတယ်။ဒါတွေကဗီဂျာလာကိုတော့မကျေနပ်မှုတွေပုံမှန်တိုးလာပြီးတားရင်ကိုထိနှံမပေးခဲ့တဲ့စေဘဂါမီကိုလောက်ကြံတက်ဖြတ်ဖို့တားဖြစ်သူကိုတောင်တိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့ဗလာတွေကတော့လက်မခံလိုက်ပဲညှင်းဆို့လိုက်ပါတယ်။ တိတ်မကြခင်မှာပဲကတ္တပါရောက်ရှိလာခဲ့ပြီးဘာဟုပါဠိရဲ့ထီနန်းဆက်ခံမဲ့နေကိုအကြောင်းကြားခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့ဘီဂျလာကသူ့ရဲ့ထီနန်းကိုလည်းငါဆက်ခံခွင့်မရခဲ့ဘူး။ညီတော်ကိုပဲပြေးခဲ့ရတယ်။ခုငါသားလဲမှလည်းညီတော်ရဲ့သားကိုပဲထီနန်းလွှဲရအောင်မလား။ဒီလိုဖြစ်ရတာဟာငါရဲ့ခန္ဓာကိုယ်ချုံရင်းချက်ကြောင့်လားဆိုပြီးဒေါသတကြီးနဲ့អော်ပြောလိုက်တဲ့အခါကတဘာကအေးစစ်စွာပဲခန္ဓာကိုယ်ချွင်းကြကြအောင်မဟုတ်ပါဘူး။အုံနောက်ရဲ့ချွင်းကြကြအောင်ပါလို့ပြောလိုက်ပါတယ်။ ဒါကိုကြားလိုက်ရတဲ့ဗီဂျာလာက ကတ်တပါကိုရေးယူဖို့ပြောဆိုနေစမှာကတ်တပါကကိုယ့်ရဲ့ဇနီးကိုတော့ပြန်တက်ဖို့တွေးနေတဲ့အုံတော်ဟာချုပ်ရွေးနေတဲ့အုံတော်မဟုတ်ဘူးလားလို့ပြန်ပြောလိုက်တာကြောင့်အားလုံးလည်းဒီစကားတွေစစ်ပဂါမီနားကိုပေါက်ကြမှာကြောက်လန့်စိမ့်နေကတ်တပါကိုဘာမှမလုပ်ရဲကြတော့ပါဘူးအဲ့ဒီချိန်မှာစစ်ပဂါမီကဘာဟုပါလီကိုလက်ထပ်ထိမ်းပြပေးဖို့တိုင်းမြုပ်သီးသီးကမင်းသမီးတွေကိုရွေးချယ်ခဲ့ပေမဲ့ဘာဟုပါလီနဲ့တင့်တော်တဲ့ မင်းသမီးတစ်ပါးကိုမှမတွေ့ခဲ့ရဘူးပြီးတော့ဘာဟုပါလီကိုလည်းထိနှက်အမွေမဆက်ခံသေးခင်ရပ်ပိုင်းအလိုမှာတိုင်းပြည်ကိုလှည့်လည်ပြီးတိုင်းသူပြည်သားတွေအခြေအနေကိုလေ့လာစေခဲ့ပါတယ်ဒီလိုလှုပ်ချင်းအပြင်တိုင်းပြည်အခြေအနေကိုတကယ်သိတဲ့မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်စေပြီးပြန်လာတဲ့အခါမှာကျင်ဘက်ကိုလည်းရှာဖို့ထားမယ်လို့ဆိုခဲ့ပါတယ်ဘာအိုပါလီနဲ့ကတ္တပါတို့ဟာနန်းတော်တဲကထွက်လာခဲ့ကြပြီးတိုင်းပြည်အနှံ့လှည့်လည်ခဲ့ကြလို့တိုင်းရေးပြည်အားကိုလည်းလေ့လာခဲ့ကြပါတယ်။ပြီးတော့သူတို့တွေ့ရှိနေရတဲ့တိုင်းပြည်ရဲ့ပြည်ထနာကြီးတစ်ခုကတော့ရက်ဆက်ကြမ်းကြုတ်တဲ့ တခိုးရမြတွေရဲ့ဘေးအန္တရာယ်ပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့စေဘဂါမီကသူ့ရဲ့သားတော်အရင်ဖြစ်တဲ့ဘလာရိတ်ဟာထိနောက်အမွေကိုဆက်ခံခွင့်မရတာကြောင့်မကြင်မနက်ဖြစ်နေတာကိုသိရှိနားလည်တဲ့အတွက်နွေရာစီအပန်းဖြေနှမ်းတော်ပါဝင်တခြားသောတန်ဖိုးကြီးဆုလက်ဆောင်တွေကိုပေးသနာပြီးနှစ်သိမ့်ပေးနေခဲ့ပါတယ်။အကြံသမားဘလာရိတ်ကတော့သူ့ကိုပေးသနာတဲ့ဆုလက်တွေကိုညှင်းဆိုပြီးထိနှမ်းကိုဆက်ခံခွင့်မရတဲ့အပေါ်သူကဘာကိုမှမကြင်တတ်တာမရှိပါဘူးလို့ပြောခဲ့ပါတယ်။ တစ်ဖက်ကတော့ဘာဟုပါလီဟာမဟေမတိမျိုးတော်နဲ့အလံဝေးတဲ့တနေရာကိုရောက်ရှိနေခဲ့ပြီးမင်းသမီးလေးတစ်ပါးခီးနေနေတာကိုတွေ့ခဲ့ပါဗါတယ်။တိတ်မကြခင်မှာပဲခိုးသားတဲ့မြတွေဟာတောနဲ့တွင်းကပြေးလာကြပြီးအဆိုပါမင်းသမီးလေးအဖွဲတို့တိုက်ခဲ့ကြပေမဲ့ဘာဟုပါလီနဲ့ကတ္တပါတို့ကဘာမှဝင်မကူပဲအသာကြည့်နေကြပါတယ်။အเจ้าကတော့မင်းသမီးလေးနဲ့ပါလာတဲ့သူတွေဟာ တိုက်ခိုက်ဆွမ်းရည်ပြေဝတဲ့စစ်တီတော်တွေဆိုတာသူတို့ရိမ့်မိနေကြလိုပါဒါအပြင်အဆိုပါမင်းသမီးလေးကိုတိုင်းကလည်းလက်ရုံးကြီးထမ်းမြက်တဲ့အပြင်ချော်မော်လှပနေတာကြောင့်ဘာဥပါလီဟာမင်းသမီးလေးစီကအကြည့်တွေမလွှဲနိုင်အောင်ဖြစ်ခဲ့ရပါတယ်အဲ့ဒီချိန်မှာပဲမူမမန်းတဲ့အရာတစ်ခုကိုဘာဟုတ်ပါလိသတိထားမိခဲ့ပြီးသူတို့နှစ်ဦးသွားကြည့်ရတဲ့အခါမှာတော့အင်းအားများစွာရှိတဲ့ဓမြအုပ်စုဖြစ်နေပြီးတော့သူတို့ဟာဘယ်သူမှသတိမထားမိတဲ့အောင်ခင်ကောင်းယူခဲ့ကြပြီ ဓမြတွေအားလုံးကိုနှိမ်နှင်းပြစ်လိုက်ပါတယ်။ဘာဥပါလီကတိုက်ခိုက်ရင်းနဲ့မင်းသမီးလေးကိုပါဆွဲလန်းစိတ်တွေဖြစ်ပေါ်နေပြီးကတပါကလည်းသူ့ရဲ့မင်းသားလေးအမြင်မသိမင်းသမီးလေးကိုချစ်မြတ်နိုးနေပြီဆိုတာကိုသိရှိသွားခဲ့ကြပါတယ်။အားလုံးကိုရှင်းလင်းပြီးတဲ့အခါမှာတော့သူတို့နှစ်ဦးကရွာသားတွေနဲ့ရုံတော်ပြီးမင်းသမီးလေးကိုဓမြတွေကိုနှိမ်နှင်းပေးတဲ့အတွက်ကျေးဇူးတင်စကားပြောဆုံးနေကြပါတယ်။မင်းသမီးလေးကအားလုံးထဲမှာထောင်ထောင်မောင်းမောင်းနဲ့တံမာထွားကြိုင်းတဲ့ယောက်ျားဖြစ်တဲ့ဘာဥပါလီကိုသတိထားမိခဲ့ပြီးအခုလိုခွန်အားပလာရှိတဲ့သားနဲ့ဓမြတွေကိုဝိုင်းဝန်းနှိမ်နှင်းခြင်းမရှိတဲ့အတွက်ဘာဥပါ လီကိုပြည်တင်စကားဆိုနေခဲ့ပါတယ်။ကတ္တပါကလည်းအခွင့်ကောင်းရခဲ့ပြီးဘာအုပ်ပါလီဟာပြောင်းညံပြီးခတ်တုံးတုံးသူတူဖြစ်တဲ့အပြင်ဘာမှမလုပ်တတ်မကင်တတ်တာကြောင့်မင်းသမီးလေးအပါမှာခါစားပြီးတော့ဘာအုပ်ပါလီကိုတတ်တင်တာတွေသင်ကြားပေးဖို့တောင်းဆိုလိုက်ပါတယ်။မင်းသမီးလေးကလည်းတံမာထွားကြိုင်းတဲ့ဘာအုပ်ပါလီရဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးတိုက်ခိုက်ရေးပညာတွေကိုသင်ပေးဖို့ခေါ်ဆောင်သွားခဲ့ပါတယ်။အမှန်တော့အဲ့ဒီမင်းသမီးလေးဟာကန္တာလာတိုင်းပြည်ရဲ့မင်းသမီးလေးတစ်ဦးဖြစ်ပြီးသူမရဲ့အမည်ကတော့ဒေးဗ်စင်နာဖြစ်ပါတယ်။ ဲ့ဒီနောက်သူတို့အလုံးကကန်တာလာတိုင်းပြည်ကိုပြန်လာခဲ့ကြပါတယ်ဒေးဗစ်စင်သားရဲ့နေစဉ်ဘဝဖြစ်သန်းမှုကတော့နန်းတော်ပြင်မနဲ့နန်းတော်တွင်မှာဘာမှကွာခြားမှုမရှိပါဘူးသူမဟာတိုက်ခိုက်ရေးပညာကိုထူးထူးစိတ်ဝင်စားသူဖြစ်လို့အချိန်ပြည့်လက်လက်တွေနဲ့ပျော်မွေ့နေတာပါ သူမဟာလေးတစ်ချက်ထဲနဲ့မြန်လာချောင်းကိုပြစ်နိုင်ဖို့လေ့ကျင့်နေလျက်ရှိပြီးအခုချိန်အထိတော့မအောင်မြင်သေးပါဘူးမင်းသမီးလေးရဲ့ခမီးတော်ကလာရောက်အားပေးနေခဲ့ပြီမဲ့မိခင်ဖြစ်သူကတော့သူမကိုလက်နက်တွေလှုပ်ချပြီးခြေဖော်ရှာကထိမ်းမြမင်္ဂလာပြုစေခြင်းပြီးသူမရဲ့မိခင်မျက်စိကျနေတဲ့ခြင်းဖော်ကကူမာလို့အမိရတဲ့ဆွေတော်မျိုးတော်တွေကတူပါ ဒါပေမဲ့ဒဲစင်နာကကူမာဟာတရေဘောကြောင်ပြီးကူမာကျွမ်းကျင်တဲ့တစ်ခုတည်းသောအရာကတကယ်မရှိတဲ့အရေးချင်းတွေကိုကြွားဝါပြောဆိုတဲ့ချင်းတစ်ခုတည်းပါပဲအခုချိန်မှာလည်းကူမာဟာဘာဟုတ်ပါလီကိုဒါရေးအသင်ပေးနေခဲ့ပြီးဘာဟုတ်ပါလီကဘာမှနားမလည်ဟန်နဲ့စိတ်ဝင်တစားလိုက်နားထောင်နေတာကိုအကျဉ်နဲ့ကြီးကျဉ်နဲ့နေတာပါဘောဘာလီကဓာတ်ဟိုတောင်ကောင်းကောင်းမခုတ်တတ်တဲ့အောင်ပြုတ်လုံနေပြီးဒေးစင်နာနဲ့အတူခြံရံတွေကမြင်ပြီးတော့သဘောကျရေမောကြပါတယ်ဒါကိုကြားလိုက်ရတဲ့ဘောဘာလီကသူမရဲ့အလှမှာနေမျောသွားပြန်က တတိလက်လို့ဖြစ်ကဓာတ်ကိုခုတ်ချလိုက်တာကြောင့်တစ်တုံကြီးထက်ချမ်းကွဲသွားပါတော့တယ်။ကံကောင်းထောက်မစွာနဲ့အဲ့ဒီဓာတ်ကိုကူမာနဲ့အတူဆုပ်ကင်ထားတာကြောင့်ကတ္တဘကအမြင်ဝင်လာပြီးကူမာကိုချီးမြှောက်စကားပြောဆိုကာအားလုံးကိုကူမာရဲ့လက်ချက်နဲ့တစ်တုံတစ်ချမ်းကွဲသွားတာဖြစ်ကြောင်းအထင်ရောက်ပြောဆိုရပါတော့တယ်။နောက်တစ်ရမနက်မှာတော့နန်းတော်တွေကထွက်ပြီးတောဝက်လိုက်ဟုတ်ပြင်းကြကာဘာဟုပါလီကကူမာရဲ့နောက်ကနေလိုက်ရပါတယ်။ပြီးတော့သူကကူမာကိုယ်တိုင်မသိအောင်နောက်ွယ်ကနေကူညီနေတာကြောင့်ဒေးဗစ်စင်နာထက်တောင်အကြီးချင်းကသာနေခဲ့တာပါ။ ဒေးဗစင်နာလည်းဘာဟုတ်ပါလီကိုတန်တရားဝင်နေတဲ့အပြင်သူ့ရဲ့ကြံတန်းမြန်မာတဲ့လက်ဖွားတွေကိုထိတွေ့လိုက်တဲ့အခါမှာတော့ဒါဟာတိုက်ခိုက်ရေးသမားတယောက်ရဲ့လက်ပဲလို့သေချာသိသွားခဲ့ပါတယ်အမန်တရားကိုသိနိုင်ဖို့ဘာဟုပါလီနဲ့နေရိုင်းတကောင်ကိုတိုက်ခိုက်စေခဲ့ပြီးဘာဟုပါလီကတမင်နွားဝေခံလိုက်တာကြောင့်ဒဏ်ရာရသွားခဲ့ပါတယ်။အဲ့ဒီခါမှာဒေးစင်နာလည်းဘာဟုပါလီကိုတန်ဆရာတွေရှင်းသွားခဲ့ရပါတယ်။တစ်ဖက်မှာလည်းဘလာလေးလိုတတိုင်ဟာဘာဟုပါလီကန်ဒလာတိုင်းပြည်ကိုရောက်နေခဲ့ပြီးမင်းသမီးလေးတစ်ပါးကိုနှစ်သက်နေတာကိုပါ သတင်းရရပါတယ်။ဘလာတွေကတော့မင်းသမီးလေးရဲ့ပုံသူပကြီကားကိုမြင်လိုက်ရတဲ့အခါမှာသူကိုယ်တိုင်မှဒဲစင်နာကိုချစ်မိသွားခဲ့ပြီးစေဘကာမီစီကိုသွားကကန္ဒလာတိုင်းပြည်ရဲ့မင်းသမီးလေးကိုချစ်ခင်ဆုံးမကြောင်းသွားပြောခဲ့ပါတယ်။အဲ့ဒီမိန်းကလေးကိုဘာလို့ပါလိလဲချစ်ခင်ဆုံးမနေကြကိုမသိတဲ့စေဘဂါမီဟာချက်ချင်းပဲဒေးစင်နာကိုတောင်းရန်လက်ထပ်ပေးလိုက်မယ်လို့ကတိပေးလိုက်ပါတယ်။ပြီးတော့များစွာသောလက်ဆောင်ပစ္စည်းတွေနဲ့ဒေးစင်နာကိုမဟေမသီရဲ့မေတော်ကြီးက သူ့ရဲ့ကြီးကျယ်ခမ်းနားတဲ့အပြင်ဆင်တွေပြုလုပ်စေပြီးချွေးမတော်ဒေးအစင်နာကိုကြိုးဆူဖို့ထားစီပါတယ်။အမှန်တော့စေဘကာမီချက်ချင်းလက်ခံလိုက်ပြီးကြီးကျယ်ခမ်းနားစွာစီစဉ်နေတာဟာထီနာအမေကိုစက်ခံခွင့်မရလိုက်တဲ့ဘလာတွေကိုသူမနှစ်သိမ့်ပေးစေခြင်းလိုပါပဲ။တိတ်မကြခင်မှာပဲစေဘကာမီရဲ့သဝင်လာဟာကန်ဒါလာတိုင်းပြည်ကိုရောက်ခဲ့ပြီးမေရော်ကြီးကသူ့ရဲ့သားချင်းရတော်ဖြစ်ဒေးဗစ်စင်နာကိုကမ်းလှမ်းနေလို့တဝင်းလာကိုဖတ်ကြားလိုက်တဲ့အခါမှာကတ္တာပါလဲကြားသွားပြီးတော့ ဒါဟာဘာဟုပါဠိတဲ့အတွက်ကမ်းလန်းတယ်လို့ထင်မှတ်ပြီးမဲတော်ကြီးကသားရဲ့အစိတ်အကြံကိုသိနေတယ်ဆိုပြီးဝမ်းသာနေခဲ့သေးတာပါအကြောင်းကတော့နန်းတော်တဲကထွက်သွားတဲ့အချိန်မှာလဲမဲတော်ကြီးကပြန်လာလို့ရှိရင်ကျင်းရတော်ရှာဖွေပေးမယ်လို့ပြောထားတာကြောင့်ပါဒါပေမဲ့မင်းသမီးကမထင်မထားတဲ့တုံ့ပြန်တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။သူမကစေပကာမီရဲ့ကမ်းလှမ်းမှုကိုညှင်းပယ်လိုက်တာပါ။အကြောင်းကမိခင်ရဲ့ထမိန်ဆုံးနောက်မှာပုံကွယ်နေပြီးသူကိုယ်တိုင်လာရောက်ပြီးကမ်းလှမ်းဝင်တဲ့တက်တီမရှိတဲ့ယောက်ျားမျိုးကိုသူမအလိုမရှိလို့ပါပဲ။သူမဟာသားတော်ရဲ့အသွင်မြင်ကို မဖို့ပြပဲဒဇိုးလက်ထောင်လေးနဲ့ကမ်းလှမ်းခံရတော့ကိုမကျင်တဲ့ကြောင်စေဘဂါမီစီကိုစာပြန်ကြခဲ့ပြီးတော့စာထဲမှာစေဘဂါမီရဲ့သားတော်ကိုရင်းရင်သေးသေးပြောဆိုထားခဲ့ပါတယ်။စာကိုလက်ခံရရှိတဲ့စေဘဂါမီလဲချက်ချင်းဒေါသကြီးနဲ့ကန္တာလာတိုင်းပြည်ကိုစစ်ပြုဖို့စီစဉ်မာတော့တယ်။ဘေးနားကအကြံသမားဘီဂျာလာကဒါကိုခွင့်ကောင်းယူပြီးစေဘဂါမီနဲ့ဘာဟုပါရီတို့ကိုစေဘန်ကောက်အောင်ပြုလုပ်ဖို့ကြံစီပါတော့တယ်။သူကအခုချိန်မှာဘာဟုပါရီကကန္တာလာတိုင်းပြည်ကိုရောက်ရှိနေပြီး သူ့ကိုဒေးဗစ်စင်နာကိုဖမ်းခေါ်လာစီပြီးတော့မင်းသမီးကိုအပြစ်ပေးရမယ်လို့အကြံပေးလိုက်ပါတယ်အဲ့ဒီညမှာကတဘာဟာဘာဟုပါလီကိုသတင်းကောင်းတဲ့သတင်းဆုံးတစ်ခုတည်ဆောင်လာပေးခဲ့ပါတယ်သတင်းကောင်းကတော့မေတော်ကြီးစေဘဂါမီဟာစတေဗစင်နာကိုကမ်းလှမ်းတဲ့သတင်းဖြစ်ပြီးဘာဟုပါလီကလည်းသတင်းကြားရပြီးပျော်ရွှင်ခဲ့ရပါတယ်နောက်ထပ်သတင်းဆိုးကတော့ဒေးဗစင်နာကမေတော်ကြီးကိုရင်းရင်သီသီပြောဆိုလိုက်တာပါပဲဘာဟုပါလီကဒါကလည်းသတင်းကောင်းဖြစ်ကြောင်းနဲ့ သူမအနာကဘာဟုတ်ပါလီကိုချစ်နေတာကြောင့်စေဘကာမီရဲ့သားဘာဟုတ်ပါလီကိုညှင်းလိုက်တာလို့ပြောခဲ့ပါတယ်။သူတို့စကားပြောဆုံနေကြစဉ်မှာပဲဘာဟုတ်ပါလီကအန်ရန်အငွှဲ့တက်တဆုံးတရားကိုခန်းစားလိုက်ရပြီးကတ်တပါကိုလက်နက်တွေပြင်ဆင်ကာသူကိုယ်တိုင်ကတော့မင်းသမီးဒေးဗစ်စင်နာကိုစောင့်ရှောက်ဖို့ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ကူမာကဒီလိုအချိန်ကြီးမှာမင်းသမီးအဆောင်ကိုသွားဖို့မသင့်တော်ဘူးဆိုပြီးလှမ်းတာကကူမာကဘာဟုပါလီရဲ့ရင်ဝါကိုကန့်ထုတ်လိုက်ပါတယ်။ဘာဟုပါလီကလည်းအနီးနားမှာရှိတဲ့လှဲနဲ့ပြန်ကင်ပေါက်လိုက်ပါတယ်။ ဒါပေမဲ့သူကကြိုးကြော်ဝင်ရောက်လာတဲ့ရဲမက်တွေကိုပြစ်ပေါက်လိုက်တာဖြစ်ပြီးရဲမက်အင်အားများစွာဝင်ရောက်တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။ကုမာကရဲမက်တွေကိုကြောက်လန့်နေသလိုဘာအုပ်ပါလီနဲ့ကတာပါတို့ရဲ့တိုက်ခိုက်ရည်တွေကိုလည်းမျက်မြင်ကိုတွေ့ကြုံရပြီးတော့အံ့ဩနေခဲ့ပါတယ်။ကုမာတွေမဟုတ်ပါဘူး။ကန်တာလာနန်းတော်တဲကအကြီးကဲများနေတကွာကန်တာလာရဲ့စစ်သည်တွေကပါဘာအုပ်ပါလီရဲ့ထက်မြက်တဲ့တိုက်ခိုက်စွမ်းရည်နဲ့ရဲရင်တွေကိုပါဇက်အဟောင်းသားငင်းနေမိပြီးပြန်ခုခံတိုက်ခိုက်ဖို့ကိုတော့မှ သတိမေးတဲ့အထိပါပဲကုမာကတော့မင်းမသားတစုရဲ့နောက်ကိုပြေးဝင်နေခဲ့ပြီးဘောင်းပါလီကသူ့ကိုဓာတ်ရက်လက်လှမ်းပေးကကုမာရဲ့ရင်ထဲကတက်တီတွေနိုးကြလာစေမဲ့စကားကိုပြောပေးခဲ့ပါတယ်ကုမာရဲ့ပုံကွယ်နေတဲ့ရည်ချင်းတွေကိုဘောင်းပါလီမြင်နေခဲ့လို့ပဲဖြစ်ပါတယ်မကြခင်မှာပဲစစ်သည်ရဲမဲတွေလာခဲ့ပြီးကုမာကိုအလွယ်တကူပဲတိုက်ခိုက်နိုင်ရပါတယ်။ဒါပေမဲ့မကြခင်မှာပဲအမျိုးသမီးတွေကိုကိုထီလက်ရောက်ကျူးလွန်လာတဲ့အခါမှာတော့ကုမာကဒေါသထွက်ပြီးသူ့ရဲ့တပ်တီတွေနှိုးထလာကနှာဘူးရဲမဲတွေကိုသူ့တယောက်ထဲတိုက်ခိုက်ပစ်လိုက်ပါတယ်။ ဘာဟုပါဠိကအင်အားနည်းငယ်ပဲရှိတဲ့ကန္တာလာစစ်တီတွေကိုဥဆောင်ပြီးအပြင်ကအင်အားကြီးမားတဲ့စစ်တီတွေကိုတွားရောက်ရေဆိုင်ကြရပြန်ပါတယ်။ဘာဟုပါဠိကထောင်နဲ့ချီတဲ့ရဲမတ်တွေရဲ့ကြားကိုထိုးဖောက်ဝင်ရောက်သွားပြီးကြီးမားလာတဲ့ရေလောင်ခံတစ်ခုနီးကိုရောက်အောင်ကြိုးစားကာရေတွေကိုဖြွင့်ချလိုက်တာကြောင့်ကျူးကျော်လာတဲ့ရဲမတ်တွေအားလုံးဟာရေစီးနဲ့အတူတခါတဲ့ကိစ္စပြတ်သွားပါတော့တယ်။ရန်သူတွေကိုတိုက်ခိုက်ပြီးတဲ့နောက်မှာတော့ကုမာကဘာဟုပါဠိပေါ်နှိမ့်ချဆက်ဆန်တာကိုတောင်းပန်ပြီး သူ့ရဲ့ရင်ထဲကရေဆမ်းတတိတွေကိုနှိုးဆွပေးခဲ့တာကိုကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ကန္တာလိုက်ရဲ့အရှင်သခင်ကလည်းသူ့ရဲ့တိုင်းပြည်ကိုခုလိုကြီးမားတဲ့အန်နယ်ကနေကဲတင်ပေးတာဘယ်သူများလဲလို့မေးမြန်းတဲ့အခါမှာကတ္တဘာကဝင်ရောက်လာခဲ့ပြီးဘာဟုပါဠိကန္တာလာကိုရောက်လာခဲ့ခြင်းအကြောင်းရင်းကဒေးစင်နာကိုချစ်ခင်ဆုံးမမိတာကြောင့်ပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ကန္တာလာဘင်းလည်းဒေးစင်နာဟာဒီလိုရေဆမ်းတတိနဲ့ပြည့်စုံတဲ့စစ်တီနဲ့ပေါင်းဖက်ပေးဖို့ဝမ်းသာအားရရှိနေကြပါတယ်။ ဲ့ဒီချိန်မှာပဲစေဘဂါမီစီကစာတစောင်ရောက်လာခဲ့ပြီးဘာဟုပါလီကစာကိုဖတ်ပြီးတဲ့အချိန်မှာတော့မျက်နှာမသားမရရှိနေတာကြောင့်ဒေးစင်နာကဘာအကြောင်းရှိလို့လဲလို့မေးမြန်းလိုက်တဲ့အခါမှာဘာဟုပါလီကမေရိုကြီးစီကဒေးစင်နာကိုဖန်ခိုင်းတဲ့အမိတ်စာလို့အမှန်တိုင်းပြောလိုက်တဲ့အခါမှာဒေးစင်နာကသူ့ကိုရန်သူတချို့လို့ထင်မှတ်သွားပြီးမိတော့ကြီးတစ်ခုနဲ့ရိုက်ချလိုက်တာကြောင့်အပေါ်ယုံအင်ကြီးမိလောင်သွားခဲ့ပြီးမဟေမတိအမှတ်တရစိတ်ပါရွှေရောင်ချက်ဝတ်တစားက ပေါ်ထွက်လာခဲ့ပါတော့တယ်အဲ့ဒီအခါမှာကတ္တဘာကဝင်ရောက်လာခဲ့ပြီးဒီသူရဲကောင်ဟာလူရိုင်းတိုက်ခွဲကြီးကိုတစားစီပြိုခွဲအောင်တိုက်ခိုက်ပေးခဲ့ပြီးအကြမီမှာမေဟမတိမျိုးရဲ့ထိနှန်းကိုဆက်ခံရမယ်အာမန္ဒရာဘာဟုပါလီပဲလို့ပြောလိုက်ပါတယ်အာရုံနဲ့ဘာဟုပါလီရဲ့သွေးအမှန်ကိုသိလိုက်ကြတဲ့အခါမှာဘာဟုပါလီကမေတော်ကြီးဒေးစင်နာကိုဖမ်းဆီးဖို့ဆေလွတ်လာခြင်းဟာအထွန်းလဲတာတစ်ခုဖြစ်လိမ့်မယ်လို့ဒေးစင်နာကိုမဟေမတိမျိုးတော်စီကိုခေါ်ဆောင်သွားပြီးသူကိုယ်တိုင်စောင့်ရှောက်ပါမယ်လို့ကတိပေးလိုက်ပါတယ် ဲ့ဒီနောက်မှာတော့ဘာဟုပါလီယာဒေးစင်နာကိုခေါ်ဆောင်သွားပြီးအထူးဂရုတစိုက်နဲ့ဆက်ဆံခဲ့ပါတယ်။မေမတိမျိုးတော်ကြီးကိုရောက်လာတဲ့အခါမှာဒေးစင်နာကမေတော်ကြီးစေဘကာမျိုးတောင်းပန်စကားဆိုလိုက်ပြီးတော့စေဘကာမီကလည်းချက်ချင်းအမျက်ပြေကဒေးစင်နာရဲ့ရည်ရွယ်မှုကိုတောင်မှချီးကျူးလိုက်ပါသေးတယ်။အဲ့ဒီနောက်မှာသူ့ကိုသတို့သားလောင်းဘေးနားမှာတွားရစေတာကြောင့်ဒေးစင်နာဟာဘာဟုပါလီနားမှာတွားရနေခဲ့ပါတယ်။အဲ့ဒီအခါမှာအားလုံးကတန်အောင်တော်ဖြစ်သွားခဲ့ကြပြီး စေဘဂါမိကသူမကိုဗလာရီရဲ့နားကိုသွားဖို့အမိန်ပေးလိုက်ပါတယ်။ဒေဆေနာဟာလည်းသူမအချရတဲ့သူဟာဘာဟုတ်ပါလိပဲဖြစ်တယ်လို့အတီလင်းပြောလိုက်ပါတယ်။အဲ့ဒီခါမှာကတ္တဘာကကြောင်းဝင်လာပြီး ဒါတွေအားလုံးကသူ့ရမှာဖြစ်ကြောင်းတယ်။တဝန်လာဖက်ချားချိန်ကစေဘဂာမီရဲ့သားဆိုတာဘာဟုပါလီကိုထင်မှတ်တာကြောင့်ဝင်ရောက်တောင်းပန်ခဲ့ပေမဲ့စေဘဂာမီကတော့လုံးဝလက်မခံနိုင်ခဲ့ပါဘူး။အကြောင်းကတော့သူမဟာဒေးဗ်စင်နာကိုဗလာထင်းနဲ့လက်ထပ်ပေးဖို့ဂရီပေးခဲ့ပြီးဖြစ်တာကြောင့်ပါပဲ။အတိုက်ခံပြောနေတဲ့ဒေးဗ်စင်နာကိုစေဘဂာမီကဒေါသထွက်သွားပြီးသူ့ရဲ့ကိုယ်ရံတော်ကိုဒေးဗ်စင်နာကိုဖမ်းဆီးပြီးပြစ်ဒဏ်ပေးဖို့အမိန်ပေးလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲအားလုံးမထင်မှတ်တာတစ်ခုကိုတွေ့လိုက်ရပြန်ပါတယ်။ဘာဟုပါလီကသူ့ရဲ့ဓာတ်ကိုဆွဲထုတ်ကား ကိုရန်တော်ကိုချိန်ရွယ်ထားခဲ့ပြီးဒေးဗ်စင်နာကိုထိတဲ့သူဟာသူ့ရဲ့ဓားကိုထိတာနဲ့တူတူပဲလို့ဆိုပြီးတော့ချိန်ဝါလိုက်ပါတယ်။ဘောက်ဘာလီကမင်းကလေးဘက်ကိုမပြင်းပြန်းခဲ့ပဲခုလိုစီစဉ်ခဲ့တာကိုအပြစ်တင်ပြောဆိုလိုက်ပြီးတော့စေဘကာမီဟာလည်းအားလုံးရဲ့ရှင်မှာသူမအရန်ချစ်တဲ့သားကသူမကိုပြစ်တင်ပြောဆိုဝင်တာကိုအံ့ဩထိတ်လန့်သွားခဲ့ရပါတယ်။အဲ့ဒီချိန်မှာပဲ အကြံသမားဖြစ်တဲ့ဘီဂျာလာကမီးလောင်ရလေးပင်ဆိုတဲ့အတိုင်းပဲစေဘကမီးနဲ့ပါဟုတ်ပါလီတို့ပုံမစိမ်းမဲခဲ့အောင်တွေးထိုးစကားဆိုလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့စေဘကမီးလက်ထိနှဲတဲ့ဒေးဗစင်နာဘယ်အရာကိုရွေးမလဲလို့ဆိုပြီးပြောလိုက်ပါတော့တယ်။အဲ့ဒီခါမှာပါဟုတ်ပါလီကသူ့ရဲ့ဂရုကိုဖျက်ခတ်ရင်းမယ်တော်ကြီးရဲ့ဆုံးမစကားတွေကိုအလေးမထားရရောက်မယ်လို့ပြောလိုက်တဲ့အတွက်ပါဟုတ်ပါလီကသူ့ချစ်ခင်မြန်နိုးရတဲ့ဒေးဗစင်နာကိုပဲရွေးချယ်ခဲ့ရတယ်ဆိုတာကိုမယ်တော်ကြီးကနားလည်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့မေတော်ကြီးကထိနှံဝေစက္ကန့်ပုံးနဲ့ဘာဟုပါလီကိုစစ်သူကြီးယာထုပေးဖို့ကြေညာလိုက်ပါတယ်။ဒီလိုနဲ့တိတ်မကြခင်မှာပဲထိနှံပွဲရဲ့ဘွဲကိုကျင်းပခဲ့ကြပြီးကြီးကျယ်ခမ်းနားစွာပြင်ဆင်ကတိုင်းသူပြည်သားများစွာနဲ့စစ်သည်ရဲမအင်အားပြည့်စုံတဲ့အလုံးဝိုင်းဝန်းဆင်နွှဲခဲ့ကြပါတယ်။ ဒါပေမဲ့ဘရင်ကိုထောက်ခံကြွကြော်စံတွေကအနှဲငယ်ပဲကြားရပြီးဘာအိုပါလီရဲ့စစ်သူကြီးထောက်ခံပွဲမှာတော့တိုင်းသူပြည်သားတွေကဘာအိုပါလီဆိုပြီးကြွကြော်စံတွေဟာမိုးထီအောင်ညံသွားပြီးစစ်တီရဲမဲ့အပေါင်းဟာလည်းကြီးမြတ်တဲ့သူရဲကောင်ဘာအိုပါလီကိုထောက်ခံကြွကြော်နေခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ဘီဂျာလာကအခွင့်ချုပ်တိုင်းစေဘဂါမီကိုတွေးထိုးစကားတွေအမြဲပြောနေကြပြီးကြာလာတဲ့အခါမှာစေဘဂါမီကဘာအိုပါလီကိုအမြင်မကြည်ရကနေမျက်မှောင်ကျိုးလာခဲ့ပါတယ်။ဘာအိုပါလီရဲ့နောက်ဆုံးမျှော်လင့်ချက်ကတော့ တားတော်လေးမီးမဖခင်ကျင်းပါတယ်ကောင်းချီးမင်္ဂလာခံယူပွဲပဲဖြစ်ပါတယ်ပွဲတော်နေ့မှာတော့ဒေးအစင်နာကကတပါစီကလက်ဆောင်တောင်းတဲ့အခါမှာသူဟာကျွန်တူဖြစ်တာကြောင့်လက်ဆောင်မပေးနိုင်သလိုကောင်းချီလည်းပေးခွင့်မရှိဘူးလို့ဆိုလိုက်ပါတယ်။ဒေးဗစ်စင်နာကကန်တာလာပြည်ရဲ့ထုံးနှက်စင်လာရဖွားမြင်တဲ့ကလေးကိုအဖိုးဖြစ်သူကပထမဆုံးပွေ့ချီရပြီးသူမဟာကတ်တပါကိုကလေးကိုပွေ့ချီတဲ့သူပထမဆုံးဖြစ်စေချင်တယ်လို့ဆိုလိုက်ပါတယ်။ကတ်တပါလည်းကြုံတယောက်သာဖြစ်တဲ့သူကိုမင်းသမီးရဲ့ဖခင်နေရာမှာအတိမတ်ပြုပေးတာကိုဝမ်းမြောက်ဝမ်းသာတွေဖြစ်သွားပြီး ကလေးမိဖွားလာတဲ့အခါမှာသူ့ရဲ့လက်မှာပွဲချီထားရုံသာမကဥကောင်းထိတ်မှာထားပါမယ်လို့ဂတိပေးလိုက်ပါတယ်။ တိတ်မကြခင်မှာပဲလက်ဆောင်ပစ္စည်းများစွာနဲ့မေတော်ကြီးရောက်လာခဲ့ပြီးဘာဟုပါဠိကဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ပေမယ့်မေတော်ကဘာဟုပါဠိကိုတစ်ချက်ကလေးတောင်လှည့်မကြည့်ပဲဒေဝစင်နာကိုလည်းဝိကျေတန်းကျေတာကောင်းချီးပေးခဲ့တာပါတိတ်မကြခင်မှာပဲဘယင်ယူဗလာရီရောက်လာခဲ့ပြီးဒေဝစင်နာကိုအကောင်းဆုံးလက်ဆောင်ပေးမယ်လို့ဆိုလိုက်ပါတယ်အဲ့ဒီအကောင်းဆုံးလက်ဆောင်ကတော့ဘာဟုပါဠိကိုစစ်သူကြီးဖြစ်ရုပ်သွင်းလိုက်တာပါဒါပေမဲ့ဘာဟုပါဠိကအသာတကြီးပဲလက်ခံလိုက်ပြီးဘာမင်းကိုတခုမှမမေ့ခဲ့သလိုဘာကန့်ကွက်မှုမှလည်းမပြုလုပ်ခဲ့ပါဘူး ။ဘာဥပါလီရနာခံလိုက်ရပြီးတဲ့နောက်မှာသူ့နေရာကိုစားထုတ်လာတဲ့သူကတော့ဗလာရင်းနဲ့အချင်းစရိုက်တူတဲ့လူယုံတူဖြစ်ပြီးတော့တိုင်းသူပြည်သားအတွက်အမှုထမ်းတဲ့သူမဟုတ်ပဲအာနာကိုလွဲသုံးစားလုပ်တဲ့သူဖြစ်ပါတယ်။အဲ့ဒီလူကဒဲအစင်နာကိုတော့အလေးမထားပဲတာမန်ပြည်သူနဲ့အတူလမ်းချင်းလေးကိုရှောက်စေခဲ့ပါတယ်။အဆိုပါစစ်သူကြီးကမင်းကလေးတိုင်းကိုအသားယူပုတ်တက်လျက်ရှိပြီးဒေဗ်စင်နာကိုတော့လွန်မပေးချင်တာကြောင့်သူမလည်းအကြောင်းလက်မဲ့ဆိုတာအဲ့ဒီလူရဲ့လက်ကားချောင်းလုံးကိုဖျက်ပြစ်လိုက်ပါတယ်။ဒါကြောင့်သူမကိုမဟိမသီးရဲ့စစ်သူကြီးကိုလက်ဖျက်တဲ့အမှုနဲ့ တရားစစ်သေးကြပြီးအမှန်အမှန်ကိုမစစ်ဆေးရသေးချင်မှာသူမကိုအကျဉ်းသားတယောက်လိုတန်ညှုတ်ခတ်ထားတဲ့ပုံမှာဒေးဗ်စင်နာကမကြင်မနက်ပြောဆိုနေခဲ့ပါတယ်ဘလာတွေကဒါဟာမေမတီရဲ့လိုလိုလုပ်စင်ပဲလို့ပြောဆိုနေခဲ့ပြီးဒေးဗ်စင်နာကတော့ဒိတ်ပဲမရှိတဲ့မေမတီရဲ့ဥပဒေတွေနဲ့အုတ်ချုပ်ရေးပုံစံတွေကိုချိုချိုဖဲဖဲဝေဖန်ပြစ်နေပါတယ်တိတ်မကြခင်မှာပဲဘာဟုတ်ပါလိရောက်လာခဲ့ပြီးတော့သူ့ရဲ့ရင်သေးကိုလွှဲထားတဲ့ကျင်းရတော်ကိုတန်ညှုတ်ခတ်လျက်သားမြင်လိုက်ရတဲ့အခါမှာအကြီးကျယ်ဒေါသထွက်နေခဲ့ပါတယ်အဲဒီနောက်စစ်သူကြီးရဲ့လုံရက်ကိုဒေးဗ်စင်နာစီကကြားလိုက်ရတဲ့အခါမှာတော့ ဘောက်ပါလီကအဲ့ဒီလေလေပင်ကိုခုတ်ပိုင်းချလိုက်ပါတော့တယ်။အားလုံးနဲ့လန်တကြားဖြစ်သွားပြီးစေဗကာမီလက်ဒေါ်လာထွက်သွားကဒေးဗ်စင်နာရဲ့မဟင်မတီတိုင်းပြည်ပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်ခဲ့မှုဘောက်ပါလီရဲ့စစ်သူကြီးကိုကိုယ်တိုင်စီရင်ခဲ့မှုစတာတွေဟာနန်းတော်ရဲ့စီးမင်းတွေကိုဖောက်ပြတာဖြစ်တဲ့အတွက်သူတို့နှစ်ဦးစလုံးကိုနန်းတော်တွေကနှင်ထုတ်လိုက်ပါတယ်။ဘောက်ပါလီကနန်းတော်တဲကထွက်လာပြီးပြည်သူပြည်သားတွေအားလုံးဟာစိတ်နှလုံးညှိုးငယ်စွာနဲ့ကြိုးစုံနေကြပါတယ်။အဲ့ဒီချိန်ကစပြီးဘောက်ပါလီကရွာတရာတဲပြီးတော့ သူ့ကိုလေးထားအားကိုးသူတွေနဲ့အတူနေထိုင်နေကြပါတယ်။ပြည်သူတွေရဲ့အခက်အခဲကိုမြင်လိုက်ရတဲ့အခါမှာသူ့ရဲ့ထမ်းမြတ်တဲ့ဉာဏ်ပညာနဲ့တည်ထင်ဖန်တီးမှုတွေပြုလုပ်ပြီးတစ်ဖက်တစ်လမ်းကနေကူညီပေးခဲ့ပါတယ်။ဒီလိုနဲ့အချိန်ကြာလာတဲ့အမျှပြည်သူတွေကဘရင်တစ်ပါးပေါ်မှာချစ်ခင်အားကိုးလာကြပါတယ်။နန်းတော်တွေကနှစ်ထုတ်ခံလိုက်ရပေမဲ့ပြည်သူမြေသားကိုပြေဝရရှိနေတဲ့မို့ဘဝကအသားရချမ်းမြေ့နေတယ်ပါတဖက်ကဗလာတွေဟာသူ့ကိုလူတွေပို့ပြီးချစ်ခင်ယုံကြည်အားကိုးလာအောင်လှုပ်ပေးလိုက်တယ်လို့ဖြစ်နေကြတာပါဒါကိုကြိတ်ပြီးမနာလိုနေတဲ့ ဗလာတွေကတော့ဘာဟုတ်ပါလိကိုတုံ့နေရှင်းလေးဖို့ကြံစီပါတော့တယ်။သူတို့ကအယောင်ပြလူသားသမားတို့ကိုဆေးလွတ်ခဲ့ပြီးကူမာကိုမြင်စေခဲ့ပါတယ်။ကူမာကနောက်ကလိုက်သွားတဲ့အခါမှာတော့ဗလာတွေနဲ့ဘီဂျာလာတို့ကဇက်တိုက်ပြီးတော့ဘာဟုတ်ပါလိကိုဗလာတွေကိုလှုပ်ကြံဖို့လူလွတ်တာကိုဘီဂျာလာကသဘောမတူတဲ့အကြောင်းနဲ့ ရန်ဖြစ်နေဟန်ပြုတ်နေကြပါလေ။ကူမာကဒါကိုမှန်ထင်သွားပြီးဘီဂျာလာကိုသွားကူနေတဲ့ချိန်မှာဘီဂျာလာကဘာဟုတ်ပါလီကိုကာကွယ်ဖို့ဗလာလေးကိုလှုပ်ချန်ရမယ်လို့ဆိုပြီးတော့အကွက်ဆင်လာပြီးလှုပ်ဝက်လမ်းကြောင်းတစ်ခုကနေခေါ်သွားခဲ့ပါတယ်။တွင်းကိုရောက်လာတဲ့အခါမှာတော့ကူမာအသက်ခံလိုက်ရပြီးဗလာလေးကလည်းသူ့ကိုဘာဟုတ်ပါလီကလူလွတ်ပြီးလှုပ်ချန်ဟန်နဲ့သူ့မျက်နှာကိုဓာတ်နဲ့လှိနေပါတယ်။ဘီဂျာလာရဲ့လှုပ်ကြံသွေးထိုးစကားတွေကြောင့်ဆေဘဂါမီယာလည်းဘာဟုပါလီကိုကွက်မြက်ပြဖို့အမိန့်ချရပါတော့တယ်။ဒါပေမဲ့ဘာဟုပါလီကိုဘရင်အမိန့်နဲ့ကွက်မြက်လိုက်ရင် သူ့ကိုချစ်ခင်တဲ့တိုင်းသူပြည်သားတွေစူပိုအောင်ကြလာပြီးတော့မြို့ထဲမှာဆစ်ဖြစ်နိုင်တဲ့လားလာကိုမြင်ရတာကြောင့်ဘာဟုပါလီကိုနောက်ကျောကနေဓာတ်နဲ့ထိုးဖို့ကြံစီပါတော့တယ်။သူမဟာဘာဟုပါလီကိုလှည့်စားခေါ်ပြီးလူရိုင်းအုပ်စုတွေနဲ့တိုက်ခိုက်စီမှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလူတွေကဘာဟုပါလီကိုတတ်နိုင်မှာမဟုတ်တာကိုသူမကောင်းကောင်းကြီးသိနေပြီးတော့ကတဘာကိုတိုင်းကဘာဟုပါလီကိုနောက်ကျောကဓာတ်နဲ့ထိုးသက်စီဖို့ဖြစ်ပါတယ်။ကတဘာကဒီလိုမလုပ်စေခြင်းပေမဲ့မျက်မုံးကျိုးပြီးအထင်လွဲ့နေတဲ့ဆေဘကာမီကသူ့ရဲ့ဆုံးဖြတ်ချက်ကိုမပြင်တော့ပါဘူး။ အဲ့ဒီခါမှာကတ္တဘာကဘာဟုတ်ပါလီကိုသူ့ရဲ့လက်နဲ့ဘလို့မှမလုံနိုင်ဘူးလို့ညင်းပေမဲ့မေတော်ကြီးကသူမလုတ်ကြရင်သူကိုယ်တိုင်လုတ်ကြရရိမ့်မယ်လို့ပြောတဲ့အခါမှာဘာဟုတ်ပါလီကိုသူရမ်းချစ်တဲ့မေတော်ကြီးရဲ့လက်နဲ့မသေးသေးချင်းနဲ့ကတ္တဘာဟာမတက်တာပဲဒီတာဝန်ကိုယူပြီးတော့ သူကိုယ်တိုင်ပဲအဲ့ဒီမှားရင်းတဲ့တောင်းကိုရင်နာနာနဲ့လှုပ်ဆောင်ရပါတော့တယ်။အဲ့ဒီချိန်မှာပဲဒေးဗစ်စင်နာကတားတော်လေးကိုဖွားမြင်တော့မှချင်းဖြစ်ပြီးလူတူကဘာဟုပါလီစီကိုရောက်လာခဲ့ပြီးကတဘာကိုပုံငံမှုတစ်ခုနဲ့အပြစ်ပေးတော့မယ်လို့သတင်းလာပေးခဲ့ပါတယ်။ဘာဟုပါလီလည်းအ мян သွားခဲ့ဖို့ပြင်ဆင်ခဲ့ပြီးနောက်ဆုံးမှာကတဘာစီကိုရောက်သွားကအချိန်မီလေးကယ်တင်နိုင်ခဲ့ပါတယ်။ကတဘာကိုဘေးလို့ရတဏီယာကိုခေါ်သွားစီပြီး ရန်သူတွေကိုသူတယောက်ထဲနဲ့တိုက်ခိုက်ပါတော့တယ်။ဒဏ်ရာတွေထက်ထက်ရခဲ့ပြီမဲ့လဲကြောက်လန့်စိတ်ကင်းမဲ့စွာနဲ့ရန်သူတွေကိုတယောက်ပြီးတယောက်ချေမှုန်းနေခဲ့ပါတယ်။ရန်သူတွေရဲ့ဓာချက်တွေကသူ့ရဲ့အသက်ကိုဘာမှမလုပ်နိုင်ခဲ့ပြီမဲ့ကတ္တပါရဲ့သူ့နောက်ကျောကထိုးသွင်းလိုက်တဲ့ဓာချက်ကတော့သေချင်းစီကိုရောက်ပို့နိုင်ခဲ့ပါတယ်။သူဟာကတ္တပါကိုအပြစ်တင်စကားမဆိုခဲ့ပဲမေတော်ကြီးကိုစောင့်ရှောက်ခဲ့ပေးဖို့မှားကြခဲ့ပြီးကြီးမြတ်တဲ့တိုင်းသူပြည်သားတွေရဲ့ချစ်တော်သူရဲကောင်းကြီးအာမန်ရေယာပါဟုပါလီကြာဆုံးခဲ့ရပါတယ်။ ဘီဂျာလာလည်းအဲ့ဒီနေရာကိုရောက်လာခဲ့ပြီးတော့မဲတော်ကြီးကိုလှည့်စားခဲ့ပြီးအခုလိုကွက်မျက်စီပေါ်အကွက်ကြကြစီစဉ်တာတွေကိုမရင်ရှက်ရည်ပြောဆိုလိုက်ပါတယ်ဒါတွေကိုကြားသိလိုက်ရတဲ့ကတ္တပါဟာမေတော်ကြီးကိုပြန်လျှောက်ပြီးတော့အခုလိုအယုံလွယ်ခဲ့ပြီးကွက်ပြန်မေးချခဲ့တာနဲ့ဒေါသအလျောက်အကျိုးအကြောင်းမစင်ခြင်းပဲစိတ်လိုက်မှန်မှလုပ်ခဲ့တာကိုလက်ညှိုးကောင်းကောက်ထိုးပြီးအပြစ်တင်ပါတော့တယ်။ဆေဘဂါမီလည်းမှားရင်စွာဘဝမှာပြန်မြင်လို့မရတော့တဲ့အမှားကိုပြုလုပ်ခဲ့မိတဲ့အတွက်ရင်နာမဆုံးဖြစ်နေရပါတယ်။ တိတ်မကြခင်မှာပဲဒေးဗစ်စင်နာဟာကလဲကိုပွက်ချီကရောက်လာခဲ့ပြီးတော့ဘာဟုဘာလီသေဆုံးချောင်းကိုတီးလိုက်တဲ့အခါမှာသူ့မှာလည်းအယုတ်ကျိုးပြက်လဲကြခဲ့ရပါတယ်။အဲ့ဒီအခါမှာဆေဘဂါမီယာသားငယ်လေးကိုပွက်ချီထားတဲ့ဒေးဗစ်စင်နာစီကိုတွားရောက်ခဲ့ပြီးခြေပြားကိုဆုပ်ကန်ပြီးတော့တောင်းမန်စကားဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာတိုင်းသူပြည်သားများစွာလည်းနန်းတော်ရှိမှစူဝေးကြပြီးဘာဟုဘာလီရဲ့သတင်းစကားကိုမင်းနေကြပါတယ်။ဆေဘဂါမီယာလည်းကလေးငယ်ကိုပွက်ချီသွားပြီးအာမန္ဒရာဘာဟုဘာလီကိုသေဆုံးသွားပြီးနောက်ထပ်တက်လာမဲ့ဘရင်တဲ့ကတော့မဟင်ဒရာဘာဟုဘာလီလိုကြီးညာလိုက်ပါတယ်။ ဒါပေမဲ့ဘလာတွေကဒီကိစ္စတွေအတွက်ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသူ့ရဲ့ဘက်တော်သားစစ်သည်တွေကိုချက်ချင်းခေါ်လိုက်ပါတယ်။ကတဘာလည်းစစ်သည်တွေနဲ့တိုက်ခိုက်ပြီးဆေဘဂါမီနဲ့ဘာဟုဘာလီငယ်လေးကိုထွက်ပြေးစေခဲ့ပြီးလွတ်မြောက်ဖို့လမ်းပြပေးခဲ့ပါတယ်။မွေဘာဘီကသာအင်အားနဲ့တဲ့ဒေးဗစင်နာကိုတော့သူ့အတွက်အခြားသူတွေအတွက်ဝန်ထမ်းဝင်ဖို့မဖြစ်စေဖို့အဖန့်ခံလိုက်ရပါတယ်။ဆေဘဂါမီကနွမ်းတော်ရဲ့အပြင်ကိုထွက်ပြေးနိုင်ခဲ့ပေမဲ့ထွက်ပေါက်ကိုသိနေတဲ့ဘလာတွေကစောင့်ပြီးလေးနဲ့ပြစ်တတ်လိုက်တာကြောင့် စေဘဂါမီယာမြှားထိမှန်ပြီးရေထဲကျသွားပါတော့တယ်။အဲ့ဒီအချိန်ကစလို့ဗလာရီကအားလုံးကိုချုပ်ကန်ပြီးတော့အာနာကိုချေလဲနေခဲ့ပြီးအာနာရှင်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မတရားမှုကိုပြန်ယူဖို့နဲ့တိုင်းသူပြည်သားတွေရဲ့ပျော်ရွှင်မှုကိုပေးနိုင်ဖို့ဘရင်ရုပ်ဗလာရီကိုစစ်ကျင်ညာလိုက်ပါတယ်။တိတ်မကြခင်မှာပဲစစ်ပွဲကြီးဆလာပြီးဗလာရီနဲ့ဘီဂျာလာတို့ကဘာဥပါလီတို့ကိုတွေ့ပြီးထိတ်လန့်ကုန်းကြပါတယ်။ ဘာဟုပါလီကတစ်ဖက်မှာတိုက်ခိုက်နေစဉ်ဘလာရီဟာသူ့ရဲ့လက်နက်တက်ဆင်ထားတဲ့ယထာနဲ့ဒေးစင်နာကိုဖမ်းဆီးကာမြို့ရင်းပြောင်းဝင်သွားခဲ့ပါတယ်။တက်တိုင်းရာနေငယ်နဲ့မြို့ရင်းကိုထိုးဖောက်ဝင်ရောက်ဖို့မဖြစ်နိုင်ခဲ့ပေမဲ့ဘာဟုပါလီကတစ်ပင်နေတဲ့တွန်းကအောက်ကိုသုံးပြပြီးသူ့ရက်သားတွေနဲ့မြို့ရင်းကိုရောက်အောင်ကြံစည်ခဲ့ပါတယ်။ဒိုင်းတွေကိုကာရင်ထားပြီးမြို့ရိုးကိုဆုလိုက်တက်လာခဲ့တဲ့သူတို့အဖွဲ့ကိုမျှားချက်တွေကလည်းဘာမှမလုပ်နိုင်တော့ပါဘူး။မြို့ရိုးပေါ်ကရန်သူတွေကိုတိုက်ခိုက်ပြီးတဲ့နောက်မှာဘာဟုပါလီယာသူ့မိခင်ကိုကယ်တင်ခဲ့ပါတယ်။ ကယ်ရင်ယုံနေမဟုတ်ပဲဘာဟုတ်ပါလိကဘလာတွေကိုရှင်းထုတ်နေခြင်းမှာဒေးဗစင်နာက26နှစ်တည်ရင်ကျင်းပါတယ်ကံကောင်းညစ်နဲ့ဖျားပူစောပေးကိုတခါတည်းကျင်းပါမှုပြင်ဆင်နေခဲ့ပြီးတပါနဲ့အာဗန်တီကာဟာလိုက်ပါဆောက်ရှောက်မှာပါအဲ့ဒီအချိန်မှာဘီဂျာလာကတရားတစ်ခုကိုမီးရှို့စေပြီးဒေးဗစင်နာကိုဆင်လာပြအောင်ကြံစီခဲ့ပါတယ်ဒါပေမဲ့ဘာဟုတ်ပါလိနဲ့ဘလာတွေတို့တိုက်ခိုက်မှုကြောင့် ဘလာရီရဲ့ပုံလူရုပ်ထုကြီးပြိုကျပျက်စီးသွားကရုပ်ထုဦးကောင်းဟာဒီမစင်နာရှေ့မှာတရားထိုးပေးလိုက်တာကြောင့်အဲ့ဒီနေရာကိုအသာလေးပဲဖျက်ကျော်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာတော့ဘာဟုပါလီကဘလာရီကိုရုပ်ပြက်ဆင်းပြက်ဖြစ်အောင်ထိုးချလိုက်ပြီးတော့သူ့ရဲ့မိခင်နှစ်ပေါင်းများစွာကာယူစူးစောင်းထားတဲ့ထင်းမုံကြီးတဲ့ကိုပြစ်ချလိုက်ပါတော့တယ်။ဒီမစင်နာလည်းအဲ့ဒီနေရာကိုရောက်လာခဲ့ပြီးတော့မိကြီးကလေးတွေကိုပြေလောင်းချလိုက်တာဘလာရီကိုမိရှုပြချလိုက်ပါတယ်။ဟုတ်ကဲ့ပါဇက်ကားလေးကတော့ဒီမှာပဲဆုံးသက်သွားပါပြီ။ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။